အားလုံးပဲမင်္ဂလာပါဗျာအောင်သူ knowledge sharing အစီအစဉ်ကနေကြိုဆိုလိုက်ပါတယ်ဒီနေ့တော့ကလေးတွေအတွက်ကဘာကျော်ပုံကူတွေအကြောင်းကိုဖတ်ပြပေးမှာပါအခုဖတ်ပြပေးမယ့်သိပ္ပံပညာရှင်ကြီးရဲ့နာမည်ကတော့ Isaac Newton ဖြစ်ပါတယ် Isaac Newton ကို1642ခုနှစ်မှာမွေးဖွားခဲ့ပြီးတော့1928ခုနှစ်မှာတည်ဆုံးခဲ့ပါတယ် Isaac Newton ကအင်္ဂလန်ပြည် လင်ကွန်ရှာယာရှိဝူစကော့ရွာမှာ1642ခုနှစ်ဒီဇင်ဘာလ25ရက်နေ့မှာ မွေးပွားခဲ့ပါတယ်။အဖေကလယ်သမားဖြစ်ပြီးတော့နယူတန်မမွေးမီ3လအလိုကကွယ်လွန်သွားခဲ့တာပါ။နယူတန်ဟာဂရင်းသန်းမြို့တရာကျောင်းမှာရှေးဥစွာစာသင်ကြားခဲ့စဉ်မှာစာမှာစိတ်မဝင်စားတဲ့အတွက်အတန်းထဲမှာအညံ့ဆုံးဖြစ်ခဲ့ရပါတယ်။ ဒါပေမဲ့တနေ့တော့သူ့ကိုအမြဲလိုအနိုင်ကျင့်နေတဲ့အတန်းသားတဦးကိုအညက်မခံလို့တာကြောင့်အဲ့ဒီចောင်းသားကိုလက်သီးနဲ့ပြန်ထိုးသူ့ထက်တော်အောင်စ조사ရာကနေပြီးနောက်ဆုံးတန်းတန်းလုံးမှာအတော်ဆုံးဖြစ်လာခဲ့ပါတယ်။နျူတန်ဟာငယ်စဉ်ကပဲသင်္ချာနဲ့စက္ကရိယာတွေကိုစိတ်ဝင်စားခဲ့သူဖြစ်ပြီးအားလက်ချိန်မှာရေနာကြီးလေရဟတ်ဆတ်နဲ့တခြားကစားစရာအယုတ်ကလေးတွေပြုလုပ်အချိန်ဖြုံးလေးရှိပါတယ်။ ။ညူတန်ဟာသူ့မိခင်မုတ်ဆိုးမကိုအလွန်ခင်တွေ့တယ်။မိခင်ကိုကူညီတတ်ပြီးတော့လေယာအလုပ်တွေကိုလည်းလုပ်ပေမဲ့စိတ်မစိတ်မပါပဲစာဘတ်မှာသာစိတ်အားထက်သန်တာဖြစ်တဲ့အတွက်သူ့အမေကညူတန်ပညာဆက်တင်ဖို့ Cambridge တက္ကသိုလ်ကိုပို့ဆောင်ခဲ့ပါတယ်။သူအသက်28နှစ်အရွယ်ရောက်တဲ့အခါပြိုင်ဘက်ကင်းလောက်အောင်ထူးကျွန်ထင်ရှားလာပါတော့တယ်။တက္ကသိုလ်ပညာစည်းဦးနေစဉ်ကျောင်းပည့်ရအတွင်း ဥယျာဉ်တစ်ခုထဲမှာ ထိုင်နေကပန်းဒီတလုံးကြွေကြလာတယ်။ပန်းဒီဟာတခြားအရက်မျက်နှာကိုလွန့်ထွက်မသွားပဲဘာကြောင့်မြေကြီးပေါ်မှာသာကြာရသလဲလို့သူကတွေးမိတယ်။အဲဒီကမှဒေါဝစ်ထရူတွေရဲ့စွဲငင်တက်တီကို သူသိမြင်လာခဲ့တယ်။နျူတန်ကအရာဝတ္ထုအချင်းချင်းစွဲငင်တဲ့အာအကြောင်းစဉ်းစားပြီးစွဲငင်ခြင်းနိယာမကိုပြဋ္ဌာန်းခဲ့တဲ့သူပါ။အဲဒီနိယာမအရာ အာဂါဒဟင်းလင်းပြင်မှာရှိရှိသမျှ draw ဝိတ္ထုတွေတစ်ခုကိုတစ်ခုဆွဲငင်လျက်ရှိပြီးတော့အဲ့ဒီအရာဝိတ္ထုနှစ်ခုတို့ရဲ့ဆွဲအားဟာအဲ့ဒီအရာဝိတ္ထုတို့ရဲ့အကွာအဝေးရဲ့နှစ်ထပ်ကိန်းနဲ့ပြောင်းပြန်အကျိုးစားဖြစ်တယ်လို့ဆိုပါတယ်။အဲ့ဒီသဘာဝအရကဘာကိုလှည့်ပတ်ရမှာကဘာဆွဲအားကြောင့်ဆောင်းဝုံးပုံလမ်းကြောင်းအတိုင်းလှည့်လည်သွားလာတဲ့ဇင်ကဘာနဲ့လာတို့အကြရှိဆွဲအားဟာကဘာဗဟုချက်နဲ့ လာဟမဟိုချက်အကွာဝေးရဲ့နှစ်ထပ်ကိန်းတဲ့ပြောင်းပြန်အကျိုးစားဖြစ်တယ်လို့ရှင်းပြခဲ့တယ်။သူဟာအဖြူရောင်ရှိတဲ့နေရောင်ခြည်မှာတတ်တန့်ရောင်ခဏမျိုးပါဝင်တဲ့ကြောင်းအလင်းရောင်မှာအလွန်သေးတဲ့အလင်းမြူတွေပါပြီးတော့တစ်ဆက်ကမှမိုင်ပေါင်း3,000 6,000 6,000ခန့်ပြေးနိုင်ကြောင်းဖော်ထုတ်ခဲ့ပါတယ်။နျူတန်ရဲ့လေးစားပွဲရာယူဆချက်တွေဟာကမ္ဘာသိပ္ပံလောကကြီးအတွက်တော့အရာမှဂျေဇူးတရားတွေပါပဲ။အားလုံးဂျေဇူးတင်ပါဗျာ။